္ဂလာပါရှင်မင်္ဂလာပါရှင်ဟုတ်ကဲ့ဒီနေ့စတင်ပါလာ10နှစ်မှာထွက်ရှိလာတဲ့သတင်းစာရဲ့ channel ကြီးကနေပြောကောင်းမှုရာသတင်းတွေကိုထုံးထုတ်တင်ဆက်ပေးမယ်သတင်းစာပေါ်ကဖက်စံရစီစဉ်ကနေကြိုဆိုပါရစေဒီစီစဉ်ကိုတော့ကျမခိုင်ပဲနည်းနဲ့အတူကျမတူတူအောင်တို့ကတင်ဆက်ဖက်ကြပေးတော့မှာဖြစ်ပါရရှင်ဟုတ်ကဲ့ရှင်သတင်းစာရဲ့အစုံလင်းရောက်နေပြီဆိုတော့ခေါင်းစဉ်သတင်းအနေနဲ့ဗာသတင်းတွေအများရွေးချယ်ထားလဲမှာအဲအမယူချက်ထားတဲ့ကောင်းစင်သတင်းနဲ့မှာဆိုလို့ရှိရင်တော့စံတော်ချိန်မှာပါတယ်နိုင်ငံတော်ဤတိုင်မင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်တရုတ်ဘိုဟိုစစ်ကော်မရှင်ဒုတိယဥက္ကဋ္ဌဟာလက်ခံတွေ့ဆုံဆိုတဲ့သတင်းလေးရဲ့ 70မှာပါတယ်။တပ်ပြည်ညူဖျားပြည့်စည်မှုများ၍အေးပေါ်ပြုပြင်မည်ဆိုတဲ့သတင်းလေးရယ်။ The Voice မှာပါတယ်။မြေဆောင်စီမံကိန်းကြောင့်ပြောင်းရွှေ့ခံဒေသခံများမူလနေရပိုင်ဆိုင်နိုင်ရေးကြိုးပမ်းမည်ဆိုတဲ့သတင်းလေးရယ်ဖြစ်ပါတယ်ညီမရေ။ဟုတ်ကဲ့ရှင့်။နောက်တစ်ခုကအေဒါအဘော်စီစဉ်ပါနော်အေဒါအဘော်မှာတော့ညီမဒီ daily 11နဲ့အေဒါအဘော်လို့ရေးချက်ထားပါတယ်ဒါကတော့တရားဥပဒေစိုးမိုးရေးနဲ့တရားစီရင်စနစ်ဖြောင့်မတ်မှန်ကန်ဆိုပြီးသူကခေါင်းစဉ်တင်ထားပါတယ် တရားဥပဒေစိုးမိုးရေးနဲ့တရားစီရင်မှန်တိုင်းဖြောင့်မတ်မှန်ကန်ရေးအခရီးတရားကင်းစင်နဲ့တရားစီရင်မှန်တိုင်းဖြစ်ရေးအတွက်တဲ့တောင်းဆိုဆန္ဒထုတ်ဖော်မှုတွေယခုရပိုင်းအတွင်းဒေတာတချို့မှပြုလုပ်လာခဲ့ကြပါရဲ့တဲ့မှန်ကန်မြတ်တဲ့တရားစီရင်စနစ်မရှိဘူးဆိုရင်တရားဥပဒေစိုးမိုးရေးအတွက်အထောက်အကူပြုနိုင်မှာမဟုတ်ကြောင်းလဲဝေဖန်မှုများစွာရှိလာပါရဲ့နိုင်ငံတော်အထောက်အချာအာဏာရဲ့ခမသုံးပြဖြစ်တဲ့တဲ့ဥပဒေပြုရေးအာဏာအုပ်ချုပ်ရေးအာဏာနဲ့တရားစီရင်အာဏာတို့ကိုတက်နိုင်သမျှပိုင်းခြားသုံးစွဲခြင်းနဲ့အချင်းချင်းအပြန်အလှန်ထိန်းချုပ်ခြင်းတို့ပြုသည့် ဥပဒေနဲ့အညီလွတ်လပ်စွာတရားစီရင်ရေးဥပဒေအရကန့်သက်ချက်များမှာအပပြည်သူရှိမှမှာတရားစီရင်ရေးအမှုများတွင်ဥပဒေအရခုခံခြေပါခွင့်နဲ့အယူပံပိုင်ခွင့်ရရှိရေးဆိုတဲ့နိုင်ငံတော်ဟာမိသူကိုမဆိုဥပဒေအရမှာဒန်းလူညီများအခွင့်ရရှိစေရမည်တဲ့ထို့ပြင်ဥပဒေရဲ့အကာအကွယ်ကိုဒန်းလူညီများစွာရယူပိုင်ခွင့်ပေးရမည်ဆိုတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေမှာပြဋ္ဌာန်းထားတာပါ မကြာခဏဆိုသလိုဖြစ်ပွားလာတဲ့မင်းမဲကျိတ်ဆန်တဲ့ဥပဒေမဲ့ကျူးလွန်ခဲ့တဲ့ဖြစ်ရတဲ့ကြောင့်နဲ့ပြည်သူလူထုအားဆိုရင်လုံခြုံစိတ်ချမှုအတွက်ဆွေးမှုတွေရှိလာကြပါတယ်။ဒီဖြစ်စဉ်တွေကြောင့်နဲ့တရားဥပဒေစိုးမိုးရေးအခန်းကဏ္ဍကိုပုံမအားထားလာကြတဲ့ဒါအပြင်နမန်ကံမြတ်တဲ့တရားစီရင်မှန်တိုင်းရဲ့အကာအကွယ်ကိုလည်းရရှိလိုကြပါရဲ့တဲ့။တို့တော့အဂရိလိုက်စားမှုတွေကြောင့်အမှန်တရားတွေကွဲပြောက်ပြီးမတရားဖိနှိပ်ခံရခြင်းနဲ့အမေရိကန်အပြစ်ရှိသူတွေကိုထိတိယယောက်ရေးယူနိုင်ခြင်းမရှိမှာကိုလည်းပို့ပြီးတော့စိုးရိမ်မှုတွေရှိလာကြပါရဲ့။ တရားဥပဒေစိုးမိုးရေးနဲ့ပတ်သက်ပြီးတော့နိုင်ငံတကာမှာလက်ခံထားတဲ့စံသတ်မှတ်ချက်တွေကိုအခြေခံပြီးတော့ World Justice Project ကအထိပယ်သတ်မှတ်ထားရမှာတော့ဒီသူကသတ်မှတ်ချက်၄ခုနဲ့ပေါ့နော်သူအထိပယ်ဖွင့်ဆိုထားပါတယ်နံပါတ်၁ကတော့အစိုးရနဲ့သက်ဆိုင်ရာတာဝန်ရှိသူများကိုယ်စားလှယ်များတူးချင်းလိုက်နေတဲ့ပုဂ္ဂလိကအဖွဲ့အစည်းအနေနဲ့ဥပဒေနဲ့အညီတာဝန်ခံဆောင်ရွက်ရမည်တဲ့နောက်နံပါတ်၂ကတော့ဥပဒေများသည့်ရရှင်းရှင်းလင်းလင်းရှိကပြည်သူများသိရှိပြီးတော့ ကြည်ညင်၍တရားမျှတမှုရှိရမည်အပြင်နဲ့ပြည်သူများနဲ့၎င်းတို့ရဲ့အသက်အိုးအိမ်စီစဉ်လုံခြုံရေးအပါအဝင်အခြေခံအခွင့်အရေးတွေကိုအကောက်အွယ်ပေးရမည်မျှတစွာကျင့်သုံးရမည်တဲ့ဒါနံပါတ်3ကတော့တရားဥပဒေကိုထုတ်ပြန်ခြင်းနဲ့စီမံကျင့်သုံးမှုလုပ်ငန်းစဉ်တွေဟာလက်ခံနိုင်ဖွယ်ရာရှိပြီးတော့မျှတ၍ထိရောက်မှုရှိရမည်ဆိုပြီးပြောထားတယ်။နံပါတ်4ကတော့ကျွမ်းကျင်ပြီးတော့ကျင့်ဝတ်နဲ့ညီညွတ်ရေးနဲ့လွတ်လပ်သောကိုယ်စားလှယ်များမှဗမလိုက်သူတွေနဲ့ချိန်ကိုက်တရားမျှတမှုကိုပေးရမည်။ထို့အတွက်လုံလောက်တဲ့အရေးအတွက်နဲ့လုံလောက်တဲ့အရင်းအမြစ်များဖြစ်ရမည်ဖြစ်ပြီး ၎င်းတို့တော်ဝင်ထမ်းဆောင်တဲ့လူ့အဖွဲ့အစည်းရဲ့ပါဝင်မှုကိုထင်ရှားပြနိုင်ရမည်ဟူ၍ဖြစ်တယ်တဲ့တရားဥပဒေစိုးမိုးမှုရှိမှပဲတည်ငြိမ်မှုဖြစ်ပြီးတော့တည်ငြိမ်မှုရှိမှပဲတိုင်းပြည်ကတိုးတက်လာမှာဖြစ်ပါတယ်တို့ပါရွေးတဲ့တရားဥပဒေစိုးမိုးရေးနဲ့တရားစီရင်စနစ်ဖြောင်းဝေမှန်ကန်ရေးမှာအရေးပါနေသည့်ဖြစ်ရာသက်ဆိုင်ရာအဖွဲ့အစည်းလိုက်အဂရကင်းစင်စွာနဲ့ပြည်သူလူထုနဲ့အမှန်တရားဘက်ကယက်တီဆောင်ရွက်ပေးတဲ့နယ်ဆိုပြီးတော့ Daily 11ကအေရအဘော်နေနဲ့ရေးသားထားတာဖြစ်ပါတယ်။ဟုတ်ကဲ့အေရအဘော်လေးပေါ့နော်တရားဥပဒေစိုးမိုးရေးနဲ့ပတ်သက်ပြီးတော့ဟုတ်ပါတယ်။နောက်ထပ်သတင်းအနေနဲ့ကဘာသတင်းများရွေးချယ်ထားလဲမသိဘူးမှ မရွေးချယ်ထားတဲ့သတင်းလေးကတော့ The Voice မှာပါတဲ့သတင်းလေးပါပဲ။တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာနတိုင်းရင်းသားများကိုဦးစားပေးခန့်အပ်နည်းတဲ့ဆိုတဲ့သတင်းလေးပါပဲ။အစိုးရအသစ်လက်ထက်အတွင်းနဲ့အသစ်ဖွဲ့စည်းလိုက်သည့်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနလက်အောက်ရှိဦးစီးဌာနများတွင်တာဝန်ထမ်းဆောင်ရဒေတာအသီးသီးရှိဒေတာခံတိုင်းရင်းသားလူမျိုးများကိုဦးစားပေးခန့်ထားရန်စီစဉ်လျက်ရှိသည်တဲ့။အဆိုပါဝန်ကြီးဌာနများတွင်နဲ့ဝန်ထမ်းများခန့်အပ်ရာတွင်ဒေတာခံတိုင်းရင်းသားများကိုခန့်အပ်ခြင်းမရှိဘဲ ခွဲခြားမှုများရှိနေခြင်းနဲ့ပတ်သက်ရခိုင်ပြည်နယ်မဲဆန္ဒနယ်အမှတ်၉မှအမျိုးသားလွတ်တော်ကိုယ်စားလှယ်ဦးမောင်ကျော်စံကမေးမြန်းမှုကိုပြည်တော်စုဝင်ကြီးနိုင်သက်လွင်ကတဲ့ယနေ့ပြုလုပ်သည့်အစည်းအဝေးတွင်ပြန်လည်ဖြေဆိုခဲ့ခြင်းဖြစ်သည်တဲ့လုပ်ငန်းသဘောအရတဲ့တိုင်းရင်းသားတွေရဲ့စကားစာပေရင်းကျင်းမှုတမိုင်းရှင်လာတွေကိုနားလည်တက်ကြွတဲ့သူကိုပို့ပြီးတော့ကျွန်တော်တို့ကလိုလားတယ်တဲ့ရခိုင်ပြည်နယ်မှာဆိုရင်ねရခိုင်ဒေသခံလူမျိုးကိုအထူးအလေးပေးဆောင်ရွက်ရမှာဖြစ်ပါတယ်ဟု၎င်းကဆိုသည်တဲ့ပြီးခဲ့တဲ့မတ်လကနိုင်ငံတော်သမ္မတဖြစ် ရွေးချယ်တင်မြောက်ခံထားသည့်ဥထင်ကျော်အစိုးရအုပ်ချုပ်ရေးရန်ညားကိုပြန်လည်ဖွဲ့စည်းခဲ့ရာတွင်အချို့ကဖျက်သိမ်းခြင်းပေါင်းစည်းခြင်းများပြုလုပ်ခဲ့ပြီးတိုင်းရင်းသားလူမျိုးများရေးရဝင်ကြီးဌာနအသစ်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်တဲ့ရင်းဝင်ကြီးဌာနများအောက်တွင်ပြည်တော်စုဝင်ကြီးရုံးအပြင်တိုင်းရင်းသားစာပေရင်ကျေးမှုဦးစီးဌာနနှင့်တိုင်းရင်းသားအခွင့်အရေးများကာကွယ်ဆောက်ရှောက်ရေးဦးစီးဌာနဟုပြီးဦးစီးဌာနနှစ်ခုဖွဲ့စည်းထားသည်တဲ့အဆိုပါဌာနများ၏ညွှန်ကြားရေးမှူးရုံးများကိုလာမယ့်ဘဏ္ဍာနှစ်အတွင်းဖွဲ့စည်းမည်ဖြစ်ပြီး2019-2018ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးနှင့်ပြည်내အဆင့်ဆင့်ဦးစီးဌာနများကိုဖွဲ့စည်းမိဖြစ်သည်တဲ့ရခိုင်ပြည်နယ်မှာဆိုရင်လည်းရခိုင်ဒေသကလူမျိုးများကိုအထူးအလေးပေးဆောင်ရွက်ရမှာဖြစ်ပါတယ်ရခိုင်ဒေသရခိုင်ပြည်နယ်မှာမရှိခဲ့ရင်လည်းတတ်မှတ်တဲ့အရေးချင်းပြေဝတဲ့သူမရှိတဲ့အခါမှာရန်ကုန်တိုင်းလိုလိုအေရဝီတိုင်းလိုလိုရခိုင်လူမျိုးများကိုဦးစားပေးပြီးကျွန်တော်တို့ခန့်အပ်မယ်ဘူးပြည်တော်စုဝင်ကြီးကဒီမှာထပ်ပြောထားပါဘောနော်ဝင်နှံများခံထားရတဲ့နဲ့အစိုးရ၏အတုံးစိတ်ကိုခြေတာသည့်အနေနဲ့အထက်ချဝင်ကြီးဌာနများလက်အောက်မှညွှန်ကြားရေးမှုနှင့်အောက်ခြေအဆင့်ဝင်ထမ်းများကိုပထမအဆင့်အနေဖြင့် ရွှေ့ပြောင်းခန့်အပ်ထားပြီးတဲ့ဒုတိယအဆင့်အနေဖြင့်အခြားဝင်ကြီးဌာနများမှညွှန်ကြားရေးမှုနှင့်ညွှန်ကြားရေးမှုအဆင့်များကိုလည်းခေါ်ယူခန့်ထားနိုင်ရန်ဆောင်ရွက်သွားမည်ဟုပြည်ထောင်စုဝင်ကြီးကပြောသည်တဲ့ဒါကတော့တိုင်းရင်းသားလူမျိုးရေးဝင်ကြီးဌာနပါပေါ့နော်သူတို့နယ်မှာကြာနေတဲ့တိုင်းရင်းသားတွေအများဆုံးပဲဦးစားပေးခန့်ထားမယ်ဆိုတာနဲ့ပတ်သက်ပြီးဒါရေးသားဖော်ပြထားပါဒီမှာဟုတ်ကဲ့ပါရှင် ဒီပေါ့နော်ညီမကနောက်တဲ့သတင်းတစ်ခုအနေနဲ့ daily 11နဲ့သတင်းလို့ပဲဖတ်ပြကြည့်ပါရစေ။ဒါဆောင်ရွက်နေဆက်တင်မှာပါရဲပေါ့နော်။ဟုတ်ကဲ့။အာဒီအမှုလေးကဖြစ်ခဲ့ရတဲ့တော်တော်ကြာပြီရှင်းနေရွယ်ကမှလေးကိုနှိပ်စက်တဲ့အမှုလေးပေါ့နော်။ဒါလေးကိုသူကပြန်ပြီးရေးသားထားတာဖြစ်ပါတယ်။မဟမ်းမြို့နယ်မှာတဲ့ရှင်းနေရွယ်မင်းကလေးနှိပ်စက်ခံရတဲ့အမှုနဲ့ပတ်သက်ပြီးတော့တရလိုဘက်မှတင်သွင်းတဲ့တသက်ကန်တပ်ပုံတွေကိုလက်ခံကြောင်းဂျာဖြက်အမင်းချလိုက်တဲ့ဆွဲသတင်းလေးပါ။တမတော်သားလွတ်တော်ကိုစလေဟောင်းတူဦးရဲ့နေမှာတဲ့နှိမ့်ဆက်ခံခဲ့ရတဲ့အသက်ရှင်နှစ်အရွယ်မင်းကလေးအမှုနဲ့ပတ်သက်၍တရားစွဲဆိုခံထားရတဲ့ အင်ကူအမျိုးသမီးကိုစတင်မလာကိုရနေကြတဲ့ဗဟန်းမြွနယ်တရားရုံးမှာရုံးချင်းခေါ်ယူခဲ့ဆိုပြီးတော့ပြောပါရတယ်။ဒီရုံးချင်းမှာအသက်ရှင်နှစ်အရွယ်မိန်းကလေးကိုပေါ့နော်နှိဆက်ခံရစဉ်တော့ကဖြစ်စဉ်ကိုမြင်တွေ့ခဲ့ရသူကိုစီသူထန်ကနေပြီးတော့ဗဟန်းမြွမှာရဲစခန်းကရဲရဲရရှိသူကကူယူထားတဲ့ဓာတ်ပုံတွေကိုတဲ့တတိကံဖြစ်နေတရားရုံးတို့တရားလိုဘက်ကတင်သွင်းမှုမှာအမှုစစ်ဆေးချက်တွေအရဒီဓာတ်ပုံတွေဟာအခင်းဖြစ်ရမှန်ကန်ကြောင်းပြဆိုနေရွေးတဲ့အရေးပါသောတတိကံအညာတစ်ခုဖြစ်ကြောင်းတွေ့ရှိရတာကြောင့် တပ်တေကံအဖြစ်လက်ခံကြောင်းဗဟန်းမြို့နယ်တရားသူကြီးကကြားပြတ်အမိန့်တစ်ခုချမှတ်ခဲ့တယ်တဲ့ဒီဗဟန်းမြို့နယ်မှာဖြစ်ပွားခဲ့တဲ့အသက်ရှင်နေရွယ်မင်းကလေးနှိမ့်ဆက်ခံရမှုကိုတဲ့လူမှုဝန်ထမ်းကယ်ဆယ်ရေးနယ်ပြည်လည်နေရာခြားတိုင်းဦးစီးဌာနကတောင်းရှိသူတူဖြစ်တဲ့ပေါ့နော်တော်ဆန်းဆန်းထွေးကလည်းတရားလိုပြုတ်လို့ပြီးတော့အင်ကူဒေါ်တန်းနွယ်အားကလေးတငယ်ဥပဒေပုံမှ66ခါကြီးနဲ့တရားဆွဲဆိုထားတာဖြစ်ပါတယ်။2015ခုနှစ်နိုဝင်ဘာလ18ရက်နေ့ကတဲ့ဗဟန်းမြို့နယ်ဆီယာဆန်ရက်ကွက်တက္ကသိုလ်ရေးသာလန်းတင်မှရှိတဲ့ချမ်းမက် 25ကားကြီး၄နေအိမ်မှာအသက်ရှင်နှစ်အရွယ်မိန်းကလေးကထမင်းအိုးအတွင်းသို့လက်မဆေးဘဲနဲ့နှိုက်တာကြောင့်အဆုခံရသဖြင့်နဲ့အင်တာအတွင်းသို့ဝင်နေပြီးတော့တကားချက်ထားရဲပေါ့နော်။ဒါကြောင့်လည်းအမျိုးသမီးကဘရင်းမမဝင်ယူဝင်ဝင်ရောက်ပြီးတော့ဒီမိန်းကလေးကိုခေါ်ထုတ်တယ်။ပြီးရခါမှာတဲ့အင်ကူဒေါ်တန်းတွေကရိုင်းနဲ့ဆုံးမပြီးရောတဲ့မိဖို့ကန်အတွင်းမှာလက်ကိုထိုင်ကုန်နဲ့ကျိုးနဲ့တွဲပြီးချီနှောင်ခဲ့ရဲပေါ့နော်။ဒါပြောရမဆိုရင်တော်တော်ဆိုးရတဲ့ရက်ဆက်မှုပေါ့နော်။ကလေးငယ်ကိုရိုင်းနဲ့တားတယ်ဒီလိုမျိုးလှုပ်ဆောင်တာတွေ။ ဒါအပြင်နေနိုဝင်ဘာ19ရက်မှာလဲဒေါ်သင်းရွှဲကအပြစ်ပေးနေတဲ့အနေနဲ့တဲ့အဆိုပါမင်းကလေးကိုတဲ့၎င်းနဲ့အတူစံတိုက်ရခံစံတိုက်ခံတဲ့ကမ္ဘာပေါ့နော်အလုံးမလုတာကြောင့်နေရှိမှာအဝတ်မပါဘဲနဲ့ကျိုးတုပ်ရထားရဆိုပြီးတော့ဒီရန်ကုန်တိုင်းရဲ့သတင်းထုတ်ပြန်ချက်အရာသိရတယ်လို့ပြောပါရဲ့ရှင့်ဟုတ်ကဲ့ဒါလည်းအခုနည်းနည်းတော့နှစ်အားဖြင့်တော့နည်းနည်းကြာလာပြီပေါ့နော်ဟုတ်ကဲ့အဲအမယူချက်ထားတဲ့သတင်းလေးကတော့7 day မှာပါတဲ့သတင်းလေးပါပဲမြလင်တန်တင်းတဲ့ဈေးကြီးပထိုးများအရေးအတွက်400ကျော်အထိတိုးလာပွဲရရှိဆိုတဲ့သတင်းလေးပါပဲ ငလင်တန်ကျောင်းနဲ့ရှီဟောင်းပကံမျိုးရှိဇေဒီပထိုးများပျက်စီးမှုရေအတွက်ဒီ400ကျော်အထိတိုးပွဲလာရှိဟုရင်ကျေးမှုဝန်ကြီးဌာနရှီဟောင်းသူတေသနာနဲ့အမျိုးသားပြလိုက်ဦးစီးဌာနဒုတိယညွှန်ကြားရေးမှူးချုပ်ဦးသိန်းလင်ကပြောသည်တဲ့ငလင်တန်ကျောင်းနဲ့ရှီဟောင်းပကံဒေသကြီးဇေဒီပထိုးများပျက်စီးမှုသည်လက်ရှိအချိန်တွင်368ဆုရှိပြီးလိုက်လံစစ်တမ်းကောက်ယူမှုပြုလုပ်နေဆဲဖြစ်ကြောင်းညွှန်ကြားရေးမှူးချုပ်ဦးသိန်းလင်ကဒီမှာထပ်ပြီးပြောကြားထားပါတယ် နောက်ပိုင်းမှာတော့လေ400ကျော်သွားမှာပါအခုတော့စစ်စင်းနေစေရှိပါသေးတယ်အခုလောလောဆယ်တော့ဟိုလူကတွေးလိုက်ဒီလူကတွေးလိုက်နဲ့ပေါ့တဲ့အခုလောလောဆယ်စီးရင်ပောက်တာကတော့တဲ့398စုစီးရင်ပောက်ပါတယ်နောက်ပိုင်းမှာတော့400ကျော်အထိတိုးလာဖို့ရှိပါတယ်ဟုဒီမှာ၎င်းကထပ်ပြောကြားထားပါစတေမာလာကိုရက်နေ့တွင်လည်းဇေဒီပထိုးများစနစ်တကျရှင်းလင်းဆောင်ရွက်မှုနှင့်ပတ်သက်၍ဥဆောင်ရှင်းလင်းမှုများပြုလုပ်မိသူများအား UNESCO မှပညာရှင်များကတရုတ်ပြမှုများပြုလုပ်ပေးခဲ့ကြောင်း ကုလသမဂ္ဂပညာရေးသိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့ UNESCO ၏ယဉ်ကျေးမှုဌာနအစီအစဉ်ညှိနှိုင်းရေးမှူးဒေါအောင်မမျိုးကပြောသည်တဲ့ငလင်တန်ခန်းစားခဲ့ရသည့်ဇေဒီပထုများစစ်ဆေးရန်လိုအပ်သောကြောင့်ဖျားပေါ်တက်၍တဲ့နေဝင်ချိန်အထိမတင်ကြောင်း UNESCO မှပညာရှင်မစ္စတာကိုင်ဝက်စ်ကအကြံပြုသည်တဲ့လက်ရှိတွင်တဲ့စေတနာဝန်ထမ်းတထောင်ကျော်ကတဲ့ပျက်စီးသွားသောဇေဒီပထုများကိုနေ့စဉ်ရှင်းလင်းမှုများပြုလုပ်နေကြောင်းလည်းသတင်းရရှိသည်ဆိုပြီးဒီမှာရေးသားဖော်ပြထားပါတယ်။ အခုချိန်ထိတော့တဲ့ရှင်းလင်းရေးလုပ်ပြီးတဲ့ဖျားတဲ့14စုလောက်ရှိပါပြီတဲ့ကျန်နာတွေကတော့ဆက်လုံးမှာပါဟုဒုကြညွှန်ကြားမှုဦးအောင်ကျော်ကပြောကြတယ်ဒါကတော့ငလင်တန်တဲ့တဲ့ဖျားတွေကပေါ့နော်400ကျော်အထိတိုးလာပွဲရရှိရဆိုပြီးတော့ဒါရေးသားဖော်ပြတာပါအခုလက်ရှိတော့398စုထိပေါ့နော်ပျက်စီးတဲ့ဆင်းနဲ့မှာပါနေပါတယ်ညီမကြီးဟုတ်ကဲ့ဟုတ်ကဲ့နောက်ဆုံးဒီစီဇန်ရဲ့နောက်ဆုံးဖြစ်တဲ့ကတွန်းဖတ်ရတဲ့စီဇန်ပေါ့နော်ကတွန်းကဆန်တော်ချင်းရဲ့ကတွန်းလိုပဲရွေးချယ်ထားပါရဲ့ရှင်ဒီမှာဆန်တော်ချင်းစာမျက်နှာကိုမှပါတဲ့ကတွန်းလေးပေါ့နော် ဒီမှာလူနှစ်ယောက်စကားပြောနေရရှင်။ဒါသူတို့ကဟိုရွာဖြစ်မယ်နဲ့တူပါတယ်။တယောက်ကပြောတယ်ညို့သွားမှာဆိုရင်လည်းမင်းကအာသုံးကြည့်လို့လားကွာတဲ့ပြောတယ်ဗောနော်နောက်တစ်ခါပြန်ပြောအဖေရဲ့ကျွန်တော်ကဘွဲရပညာတတ်တယောက်လေးဆိုတော့အဲတည့်ရဲ့အဖေကပြန်ပြောတယ်ဘာပြောလဲဆိုတော့ငါသိပါတယ်ကွာတဲ့ကားအတိုက်ခံနိုင်ပြီလားတဲ့လူလူခံနိုင်ပြီလားအချိန်မြွေးအသက်ခံရတဲ့ဘေးကရှောင်နိုင်ပြီလားလို့မေးတာဟာဒီအာသုံးလုံးကိုသူကပြောတာဗောနော် ါရန်ကုန်သွားရင်ရှောင်းရန်ဆောင်းရန်လေးဆိုပြီးတော့ရည်သားဖော်ပြတာပေါ့ကတွန်းဆရာမင်းထက်လူကနေပြီးတော့တရုပ်ဖော်ထားတာပါနော်ဟုတ်ကဲ့ဟုတ်ကဲ့ပါဒီကတွန်းလေးနေပဲဒီနေ့ထွက်ရှိလာတဲ့ဒင်းစာရေး channel တွေကနေပြီးတော့ကောင်းတွေရသတင်းတွေကိုထွန်းထွန်းတင်ဆက်ပေးတယ်ဒင်းစာဘောကဖက်စင်မှာစီစဉ်ကိုဒီမှာပဲရန်နာမှာဖြစ်ပါတယ်ဒီ PP ကိုကြည့်ရှုအားပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်